နဝေမျိုးတညသိန်း30ဆိုပြီးပြောနေကြတယ်အဲ့ဒါရင်ဖို့တော့မတန်းထားတဲ့မျိုးသမီးလေးယောက်ျားမရရင်မရတော့ဘူးပေါ့အဖေမေတားလည်းမရဘူးဘသူတားတားမရဘူးပေါ့နော် You are hey ရင်ဖို့တော့မတန်းပါဘူးကွဟုတ်ကဲ့မင်္ဂလာပါရှင့်အဲနဲအခုကကိုပိုင်သင်းလေးပေါ့ကိုပိုင်သင်းလေးဒါရိုက်တာရွှေလက်အောင်မင်းတေးရေးပေါ့နော်သူကိုယ်တိုင်ရိုက်တယ်သူကိုယ်တိုင်ရေးပေးထားတဲ့ တည်တခြင်းလေးပေါ့ကိုကိုမောင်မောင်လမီးတွေရီစာရှိရလားတူကိုမီးတွေပြောမယ်ဆိုရင်တော့ပေါ့နော်ရီစာလည်းတစ်ခါမှမထားဘူးဒါပေမဲ့အဲ့လိုမျိုးအမျိုးသမီးလေးရဲ့ main ကလေးကဒီဝါကျွတ်ကျွတ်ဟာတဝါကြီးတဝါနေခဲ့ရတယ်ပေါ့နော်အဲ့တော့ခါကျတော့ဒီဝါကျွတ်လို့ရှိရင်တော့သူလင်းယူတော့မယ်ရကြမရရင်မရတော့ဘူးပေါ့အဖေမေတားလည်းမရဘူးဘသူတားတားမရဘူးပေါ့နော်အဲ့ဒါရင်ဖိုးတော့မတန်းထားတဲ့အမျိုးသမီးလေးပြိုစင်လေးရပေါ့နော်လင်းယူမယ်ဆိုတဲ့တချင်းလေးပေါ့ဟာ ပေးတာဆိုလို့ရှင်တဲ့ချစ်သူကနန်းချစ်သူကအိမ်မက်ထဲမှာပဲရှိအောင်ပဲဟုတ်နန်းလဲတာနန်းကိုချစ်တဲ့ fan တွေကိုနန်းကိုချစ်တဲ့ပရိသတ်တွေပေါ့နော်ဟိုမိတ်ဆွေတွေအကုန်လုံးနန်းပြောစေချင်တယ်နန်းသချင်းလေးကိုတွေ့ရဆိုဟဲ့ဆိုရင်းနဲ့လည်းရည်နေရမယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်စေချင်တယ်အဲ့ဘာဒါရိုက်တာကြီးကသူရေးထားတဲ့သချင်းလေးကလည်းကောင်းပါတယ်ချစ်စရာလေးအလုံးဝဟိုပေါ့နော်ဟိုပြောမယ်ဆိုရင်အပြိုအပြိုပြန်လေးဆက်ဆက်လူခါနေတဲ့သချင်းပေါ့ဟုတ်ကဲ့ကုကုမောင်မောင်လာမိတယ်ကြီးစရှိရ တိုင်းလည်းဈေးပန်းခင်းတာပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါရိုက်တာရွှေလက်အောင်မင်းကသူကရေးတဲ့သချင်းလိုလည်းနဲ့သဘောကျတယ်သူကနန်းဝင်မြင့်ရေးဒီသချင်းကတော့ကျွန်တော်ဒီသချင်းလေးသဘောကျလားကြိုက်လားဆိုတော့နန်းကြည့်လိုက်တဲ့အချိန်မှာချစ်စရာလေးသချင်းလေးရလေဒီဝါချွန်ရဲ့နောက်ဖြင့်လင်းမဲ့တွေးလို့ကြံရွယ်ဖေးမေဘုံတူလဲရှောက်အောင်တော့ရှူမဲယူမဲဟုတ်တယ်နန်းတခါမှနန်းဒန်ဆာအကရည်နန်းတခါမှမကဘူးဟာမရအောင်ဒါရိုက်တာကြီးကသူကလေးမောင်းတာသီလားအတင်းတင်တာတရက်သေးတင်တာမနဲ့တင်ညရိုက်တာ အဲ့ဒါနဲ့အကျိုးစားပြီးတော့ကထားပါတယ်ဒန်ဆာကလေးကြီးလည်းချစ်စရာလေးပါဟုတ် Go go relax today ooh ဟုတ်ကဲ့နဲကိုပိုင်တဆင်းလေးတွေနဲဝယ်ထားတာလေးဆိုအနည်းဆုံးလဲ15ပုတ်လောက်ရှိတယ်အဲ9ပုတ်လောက်ကတော့နဲနည်းပပပေါ့နော်ဟိုလုတ်ပြီးသွားပြီဒါပေမဲ့ထွက်ဖို့ကတော့အခု2ပုတ်ပေါ့နော်စီစဉ်နေရပါဟုတ်ရှာတော့လူလူရမြရဲ့ပြုံးကြီးပေါ်နေရွတ်ထုံမဲ ်နဲ့သူများတွေလို့အဆိုတော်ကြီးမဟုတ်ဘူးဒါပေမဲ့နဲ့တခြင်းအတန်လေးတွေကိုနားထောင်ပေးခြင်းနဲ့နန်းကိုလည်းချစ်တယ်နန်းလည်းလုပ်တဲ့အမှုပညာတိုင်းကိုအားပေးနေတဲ့ချစ်တော်ဖန်တွေကိုနန်းကျေးဇူးပြုခြင်းတာပါနန်းအကောင်းဆုံးကြိုးစားနေပါတယ်ရှင့်ဟုတ်ချိန်မလုံးငင်းလောက်တောင်းလေးပါကွယ် နန်းဝင်မြို့တညသိန်း30ဆိုပြီးပြောနေကြတယ်အမှန်တကယ်နန်းဟိုဒါပွဲဖိတ်တဲ့သူတွေကပေးတဲ့ဈေးပါပွဲဖိတ်တဲ့သူတွေကနန်းသတ်မှတ်တာမဟုတ်ပါဘူးနန်းဘယ်သူဖိတ်ဖိတ်သိန်း30ရမှသွားမယ်လို့နန်းမပြောထားခဲ့ဘူးဒါပေမဲ့အမှုပညာကြီးကိုသူတို့ကသူတို့သတ်မှတ်ပေးတာပါဟုတ် မြမတန်စင်တွေလည်းတောင်းဆိုကြရလေရွာပွဲတွေဆိုလို့ရှိရင်ဘုံကြီးเจ้าမှာအလှလုတာပါညာဆိုလို့ရှိရင်နန်းကိုဆရာတော်ကြီးတွေကမြမတန်စင်လေးဆိုပေးပါဓမ္မစကူဆရာမလေးပေါ့နော်ဖုံဖုံနေဆိုလို့ယခုချိန်ဒီနန်းတို့ဒါအမှုပညာလုတာလုတာဓမ္မစကူဆရာမလေးလို့ပဲမြင်နေကြတော့ပဲပေါ့နော်အဲ့ဒါခါကျတော့သူတို့ကမြမတန်စင်လေးနဲ့နားထောင်ရှင်တို့နန်းမြမတန်စင်တွေလည်းဆို ဆိုမှာပါဆိုလဲဆိုပြီးနေပါတယ်အခုအရွယ်ရောက်တဲ့သူတွေလဲဒါမီယိုဖလာအတိုင်းပဲပေါ့เนาะအိမ်ထောင်ပြူရကျဲအိမ်ထောင်ပြူကြတယ်ပေါ့เนาะအာဝါဟဝိဝါဟကိစ္စလေးတွေပေါ့เนาะအဲ့ဒီကိစ္စလေးတွေလုတ်တဲ့အခါမှာလဲဒါနန်းရဲ့တခြင်းလေးနဲ့အဆင်ပြေပါစေလို့နန်းဆုမကောင်းတောက်ပါတယ်ရှင့်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါ